အားလုံးပဲမင်္ဂလာပါရှင်။ Studio Audio Book Channel ကနေပြီးတော့ပရိသတ်များအားလုံးကိုပြန်လည်ပြောကြိုဆိုပါတယ်ရှင်။ဒီနေ့မှာတော့ဖြူဟာပရိသတ်တွေအတွက်စာရေးသူမမိုက်ပြည့်ရေးသားထားတဲ့ရက်အော့ရွာအော့ဆိုတဲ့ဇာတ်လမ်းလေးကိုအစာဆုံးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။နားဆင်ပေးပါအောင်ရှင်။ဧဝင်ဖြူစာဝင်လူစဉ်စေးစာရောင်ကြီးအောင်မှာ ာယောက်ကုန်းရွာလေးကအစွမ်းကုန်လှပနေတယ်။ဒီရွာလေးဟာလျှာကိုင်းကျွန်းအလုပ်ကိုအဓိကထားနေကြတဲ့ရိုးသားတဲ့တောသူတောင်သားတွေနေထိုင်ရာရွာလေးဖြစ်တယ်။ရွာလေးလမ်းမှာနွားကိုမောင်းကဥပါကျန်အိမ်ပြန်လာတယ်။သူကလဲထုံရွာမှပြန်လာခဲ့ခြင်းဖြစ်တယ်။သူ့အိမ်ကရွာစွန်တစ်ဖက်မှာရှိတယ်။ရွာလေးလမ်းမှာဖန်ခုံနေကြတဲ့ကလေးတွေဟာဥပါကျန်ကိုမြင်တဲ့အခါထွက်ပြေးကြတယ်။ငါ့ကိုမြင်တာများတရေတဲ့ဘက်ကိုမြင်တာကြာနေရပဲ ဘိုးပါကျန်ကရေရွတ်လိုက်တယ်။မှန်နေသူ့ရုပ်ကစိုးလာမဟုတ်လူပြောဘွားကရွာမှာ လူကြောတရောင်းလိုတက်မဲ့ခဲကြသည်ရဲ့အခုအသက်55နှစ်တိုက်အောင်မင်းသူကအရွယ်နဲ့မလိုက်အောင်တန်မာတုံးနွားနဲ့ဖက်ကလက်ကိုထွရဲနိုင်တော့အိမ်တဲအိမ်ရှေးကိုပြစ်မှာတိုင်ပြီးတော့တန်းဆိုင်အတင်းပြောနေကြတယ်ရွာသူတတိုက်ဟာဥပါကြံမျက်နှာနဲ့သူ့မျက်နှာနဲ့ကြားဆွဲမဲ့အတိုင်းပဲကလေးတွေပြေးလိုက်ကြတာဒီလူကြီးကလည်းကလေးရဲ့လို့ ညတာတာမှမဟုတ်တာတတော်ဝစင်္ဂလာသားလေးပဲသူ့ချန်တဲ့ကနေဆိုသည်ဝင်ခူးစားလို့တဲ့လေခွာနေပြစ်လွတ်တယ်လေခလေးရဲ့လို့လည်းညတာတာမဟုတ်ဘူးသူ့ရဲ့ရှေးလာကစားရင်ခွေးနဲ့ရှူတိုက်လွတ်တယ်တခြားလူမပြောနဲ့လေသူ့တန်ကိုသူ့သားသမီးတွေတော့မခံနိုင်ဘူးဒါကြောင့်ထွက်ပြေးကုန်ကြပေါ့ကလေးဝင်နေမတက်ဘူးဆိုတော့လူကြီးဝင်နေရောတက်လို့လားတနေ့ကသူ့လေတဲ့တုတ်ကြီးရဲ့နွားစင်လို့ဆိုပြီးတော့လှန်လက်ထိုးလို့လို့တော်တော်ကုလိုက်ရတယ် ။အိုးဒါများအဆန်းလို့လို့အေး။ဒီရွာလုံးသူနဲ့ရမဖြစ်ဘူးတဲ့သူဘယ်မှာရှိလို့လဲ။အင်းဒီရွာမှာမွေးပြီးဒီရွာမှာကြီးရဲ့သူအချင်းချင်းဆိုပြီးလူတွေကတီးခံနေကြတာ။ရက်အော့ရွာအော့ပါတော့။သူ့တန်ခံနိုင်တာသူ့အိမ်ကနှညိုကြီးရဲ့သူမိမဒေါ်စာဦးရဲ့ပဲရှိရ။စူတင်စူရိုက်ချင်ရိုက်ခံနေကြတာ။အဲ့ဒါဝိပ္ပော်နော်။ဒီမိမတွေအတင်းပြောလောက်အောင်ဥပမာကျဆိုခဲ့မဟုတ်လား။ သူအတရွာလုံးနဲ့တယောက်ပြဿနာကောင်ဆူလေကြီး သူသွားလျာနေတတ်တယ်။ဒီမိမတွေအတင်းပြောနေတာသူကြားရင်ဒုတ်တပြက်ဓာတ်တပြက်ဖြစ်ကုန်မှာအေကန်။သူ့လက်ခံစကားကကို့ထမင်းကိုစားနေရဘသူကယူဆရမှာလဲ။သူရွာစုံကချန်နေဝင်လာခဲ့တယ်။နညိုကြီးကိုတင်းကုတ်ထဲသွားထားတယ်။တဲပင်လှန်ကြီးရဲ့လူကြီးတိတ်ဆိတ်နေရဲ့ဒီရင်လေးမှာ သူ့နဲ့သူ့ဇနီးဒေါ်စင်ဘူးနှစ်ယောက်တည်းနေကြတယ်။ဟေးစိမ့်ဦးရေစိမ့်ဦး သူတဲဝါကခေါ်လိုက်တယ်အရေးရောင်မှမတွေ့ရသူ့စိတ်ထဲမှာထုံးစံတိုင်းထောင်းနဲ့ဒေါသဖြစ်သွားတယ်ဟာဒီမိမအချိန်ကမဟုတ်ဘဲလျှောက်သွားနေလည်းမသိဘူးလောက်ရရင်သေတော့မေးသူ့ခြံဝန်တဲကိုတပည့်ခြံကတော့ကလေးမှဝင်လာတယ်ကိုကိုပါခြံဗါလေဟိုဟိုပြောစရာရှိရပြောစမ်းပါဗျာခမကြီးရတာရောက်ခမနုတမက်မစိုးဝင်တယ်လို့လုံးမနေစမ်းပါနဲ့ဟိုလေရှင့်ရှင့်မိမတော်တော့တိပြီ ဆေးဦးထွက်ပြေးသွားပြီမဟုတ်လားသူလည်းထင်နေတနေ့ဒီမိမထွက်ပြေးလိမ့်မယ်လို့ဒါပေမဲ့အနှစ်30တော့ကြာခဲ့တယ်ဟိုဟိုထွက်ပြေးရတော့မဟုတ်ပါဘူးသူ့သမီးစီခဏသွားနေလိုက်အောင်မဲတဲ့ဟိုမှာပျော်သလောက်နေပြီပြန်လာခဲ့မယ်ပြောတာပဲပျော်သလောက်ပဲနေနေတသက်လုံးပဲနေနေဘာကြမ်းတော့ကယုမဆိုင်ဘူးအားလုံးကန့်ဆုံစားစန့်ကုန်သွားပြီခိုင်းရုံနဲ့ပင်ဒေါ်ကလေးမှပြန်သွားတယ်ဘိုက်ကစားနေကြည့်တော့ငါးရီလုံးပြုတ်ဟင်းခွက်တစ်ခွက်ရှိရဲ့ မြို့ထဲမှာထမင်းရလေအငွေ့တထောင်ထောင်ထကပုံနေရယ်စင်ယူကအိမ်ကထွက်မသွားခင်သူ့အဖို့တော်ညစာတော့စီစဉ်ခဲ့ရပဲသူ့ဘိုက်ဆန်စာနဲ့စားလိုက်တယ်အရင်နေ့တွေကတော့စင်ယူနဲ့အတူတူစားနေကြနောက်ပိုင်းဆိုသူတယောက်တည်းစားရပြီရောမယ်သူစားပြီးတော့နှွားတင်းကောက်တဲဝင်ကနှွားစာကြီးရဲ့ရှေးတိုက်တယ်စိတ်ထဲကတီးတိုးပြောမိရယ်ညညကြီးရဲ့မင်းတခင်မှမရှိတော့ဘူးနောက်ဆိုမင်းနဲ့ငါနှစ်ယောက်တည်းနှစ်ပါးသွားရတော့မှာ မင်းမလိမ်မာလို့ကတော့ကျင်းနှုံးစာမိပြီသားမှက်သူကအိမ်မွေးတလေးဆန်တွေကိုလည်းမညမတားရိုက်တတ်တယ်။အောင်းနဲ့ကောသူတို့မွေးထားရဲ့ခွေးရသူ့စီတော်ကြလာတိုးဝိနေရာကြောင်းပိတ်ကံပြက်လိုက်တယ်။စင်းကြီးရဲ့ထမမင်းရဓမ္မအောင်းနဲ့ကတကင်ကင်အော်ပြေးသွားကနွားတင်းကုတ်တောင်တောင်မှာခက်ကကိုလေးတွားခွေနေရဲ့။သူ့တဲကိုပြန်လာကရေနံစီမီးခွက်ထုံးနေပြီးတော့မောင်ကကုတ်တဲထဲမှာတကူရဲကြော်ခင်းလှဲလိုက်တယ်။သူ့ရဲ့အာယုန်ကြီးကအတိတ်ကာလစီကို ပြန်လည်တွင်မျောသွားတယ်။ဒီတုန်းကဘာကျန်းဆိုတာကအကိုဘာကျန်းနဲ့အပေါင်းစည်းကွာချနေရမဟုတ်လား။ဘာကျန်းကိုတာယာကုန်းရွာတရွာလုံးကပင်ချစ်ခင်လေးစားကြတယ်။ဘာကျန်းကလည်းခင်မင်းနဲ့လိုပဲကောင်းတဲ့အပြုံးကိုညနာမှာအမဲဆောင်ထားရုံမကပေါင်းတင်ဆက်ဆံရေးလည်းကောင်းတယ်။နှုတ်ချိုရယ်အတော်တန်အတော်အမေတန်အမေဦးကြီးတန်ဦးကြီးလူတိုင်းနဲ့တက်အောင်ပေါင်းတယ်။နောက်လူတိုင်းကိုကူညီခြင်းစိတ်ရှိရယ်။မတူအိမ်မိုးမယ်ဆိုရင်သူရှိဆုံးကပါတယ်။ ဘသူ့ချန်နယ်မှာရေတွင်တူးမယ်ဆိုရင်လေသူရှိဆုံးကပါတယ်။တာရင်နိုင် လူမှုရေးကိစ္စတွေမှာနောက်တွန့်တက်သူမဟုတ်။နောက်တစ်ဖက်ကဘာကျန်ဟာတောင်တင်ကြံ့ခိုင်သူဖြစ်တဲ့အချက်ဖြစ်တယ်။ငငယ်တဲကဖခင်နဲ့အတူလေလေကိုင်းနေမှာကြည်ပြင်းကြရသူဆိုတော့မြို့သားတွေလိုအလေးမှအားကစားမလိုက်စားဘဲနဲ့သူ့ခန္ဓာက ကြက်လက်တမ်းမှာကကြက်သားတွေနဲ့လှပါတင့်တယ်နေရဲ့။ပြီးတော့သူဟာမြမရွာလက်ဝဲကိုဝါသနာပါတယ်။သူတို့ရွာမှာအရင်ကတကွန်ဆိုင်အလံရခဲ့ဖို့တဲ့ မြမလက်ဝေမိုးကျူတောင်ဆိုသူရှိရဲ့အသက်90ကျော်လာတာကြောင့်သူကလက်ဝေမထိုးနိုင်တော့ဘူးတင်ကျင်တဲ့သူကိုငါလက်ဝေရရအမွေပေးခဲ့ခြင်းနဲ့ဒီတော့မင်းကြိုးစားကွာတကွန်ဆိုင်လက်ဝေချန်ပီယံဖြစ်အောင်ငါတာဝန်ယူတင်ပေးမယ်ဘာကြံသိတဲ့ဘောကြသွားတယ်သူ့လူငယ်ဘဝတည်းဒီတကွန်ဆိုင်လက်ဝေချန်ပီယံဆိုတဲ့စကားမှထူးခြားတဲ့အိမ်နဲ့ဖြစ်ခဲ့ရင်တနေ့ငါတကွန်ဆိုင်ချန်ပီယံဖြစ်ရမယ်သူ့မှာလူငယ်တဘာဝဒုတိယအိမ်မဲရှိသေးရဲ့ အဲ့ဒီအိမ်မက်ကတော့တတိသမီးညစင်မင်းဖြစ်တယ်။ညစင်ကရာမကွန်တောင်ကွန်အလောက်ပွဲရသူဖြစ်တယ်။ပြီးတော့တတိသမီးလဲပါရှင်သမီးဆိုရယ်ဂုံပုတ်ကလည်းရှိသေးရဲ့။ဒီတော့ရာမညစင်ကို လူချင်းသူကလာတာတွေဝိုင်းဝိုင်းနေနေရဲ့။ငကွားတော့ညစင်ကလည်းဘာချမ်းကိုတရွာတဲ့တာအဖြစ်တာမန်တဲ့ကယူမပြူ။ဒါပေမဲ့ရာမတပေါင်းလာမှကျင်းပါတဲ့ဖျားပွဲမှာမြမယိုရလက်ဝဲဘိုးလူပဲပါလာတယ်။သူတို့တရွာတဲ့မဟုတ်ရွာငါးရွာအလံလူပဲ အဲ့ဒီပွေမှာဝဲဦးတွေစင်မော်တက်ကဗာကျန်နှွဲခဲ့တယ်။နောက်ဆုံးဘိုလူဝဲကညောင်ပင်အန်ရွာကတိမ်ပြန်ဆိုသူနဲ့တွေ့ရတယ်။တိမ်ပြန်ကပွဲထိုးဘူးလေ။အလံတွေပါရီလဲရထားဘူးလေ။လူဟောင်းတအိုးဒီတော့သူ့တဲ့တပါကတာတယ်။ဒါပေမဲ့ဗာကျန်ရဲ့စိတ်တက်ကခိုင်မာတယ်။အနိုင်မခံအရှုံးမပေးစိတ်တယ်။အထူးသဖြင့်ဒီပွဲကိုညစဉ်ကိုယ်တိုင်လာရောက်အားပေးကသိရှုနေရဲ့။ဒီတော့ညစဉ်ရဲ့ရှိမှသူ့ကိုယ်စွမ်းကိုတတ်နိုင်သလောက်ပြရပြရမယ်။ သူ့မျက်နှာတစ်ဖက်မှာတိမ်ပြန်လက်သေးချက်ကြောင့်ဖူးယောင်နေရဲ့ဒါပေမဲ့သူကအရှုံးမပေးနှကန်းကကွဲကသွေးရစည်းကြလာတယ်သူအရှုံးမပေးတစ်ဖက်ကထိုးနေသူ တိမ်ပြန်ပြီးအံ့ဩကယွန့်လာတယ်သူတို့ရွာမှာထိုးတာကစလှွက်တဲ့ကအနာမရှိပဝါမကူရှိမရှိသေးကြောက်ရှုံးလဲရှုံးအဖြစ်မပေါ်မချင်းရင်ဆိုင်ကြရတယ်ကြားတော့တိမ်ပြန်ထိုးကျကန်ချက်တွေကပြော့လာတယ်သူကအိမ်နောက်တဲ့အသက်ကလည်းဘာကျန်းတဲ့တော်ကြီးနေတယ် လူငယ်တက်လို့ဘာကျန်းကိုစောစောစစ်စစ်ပွဲမသိနိုင်ရင်သူ့အချင်းနေမလာနိုင်။ထင်းတဲ့အတိုင်းပဲဘာကျန်းရဲ့တူးပြန်တစ်ချက်ကတိမ်ပြည့်ရင်ညွန်းကို ထိကပြန်တမလာနိုင်တော့။အုံအုံကြက်ကြဲလက်ခုပ်တီးကအားပေးကြတယ်။အကဲဆုံးကများစင်ဖြစ်တယ်။များစင်ရဲ့မျက်လုံးထဲမှာအထင်ကြီးချီးမွမ်းမှုတွေမြင်နေရတယ်။အချက်ဆိုတာဒီအချင်းနေကစတင်တိစောက်ခရရတာမဟုတ်လား။အလံရလိုက်တာထက်ပင်ဘာကျန်းပို့ပြီးတော့ပျော်ရွှင်နေမိရဲ့။ဒါပေမဲ့အိမ်မှာသူ့တန်ရာတွေကို စေးထည့်ပြီးနေရင်သူ့မိကတားမြစ်တယ်။ဒေလဝိတ်တို့ရဲ့အလုပ်ကိုစွန့်လိုက်ပါတော့တားရဲ့။အဲ့ဒီကတားကျဝိုင်းထဲမှာထိုးစိတ်နေရကိုကြည့်ရင်အမေမချစ်အောင်ခံစားနေရတယ်။နောက်တစ်ချိန်ဒါမျိုးသားဆုံးရရင်အမေပွဲကင်းထဲမှာနေနှလုံးသွေးတက်ပြီးတေးလိုက်မယ်တနေ။ယောက်ျားတွေရဲ့ပွဲပဲအမေရဲ့ဒီလောက်တော့ရှိပါပေါ့။ဟဲ့ကောင်တော်တော့ဒေလဝိတ်တို့ရဲ့အလုပ်ဟာလူမိုက်တွေအလုပ်ပြီးတော့တို့ရဲ့မီယိုးဖလာအလုပ်လည်းမဟုတ်ဘူး။မင်းလက်ဝိတ်ထိုးနေမယ်ဆိုရင် တို့လည်းအလုပ်ဘသူလုပ်တော်မလဲဘိုးစင်ပေါင်းစင်လှုပ်လာရင်လုပ်ငန်းကိုဆွလို့ရတော်မလားငါပြောတာနားထောင်မနေ့ပြန်စပြီးမင်းလက်ဝတ်မထိုးရတော့ဘူးလဲပဲစင်အဖေစကားကတချက်လို့အမိန်ပဲဖြစ်တယ်သူမတက်နိုင် သူ့ရဲ့ပထမအိမ်မက်ကိုဆွလို့ခဲ့ရဲဆရာမိုးကျူတောင်ကစိတ်မကောင်းမင်းတို့အလားလာရှိရဲ့လက်ဝတ်တမကောင်တယောက်ကိုနေနာဆုံးရှုံးရတာငါစိတ်မကောင်းဖြစ်မိရဲ့အေးလေမင်းရမင်းဖေတဲ့ဘောကိုမလွန်ဆန်နိုင်ပေကို ပထမအိမ်မဲကိုစွန့်လွှတ်ခဲ့ရပြီးမှတ်ကြမိပါပြီ။သူ့ဒုတိယအိမ်မဲကိုစွန့်လွှတ်ရဖို့ဖြစ်လာတယ်။သူနဲ့မြစင်တို့ရွာထိတ်ထန်တော်မှာချင်းတွေ့နေကြစဉ်တန်းရီလာတော့တဲ့မြစင် အကိုတို့အဖွဲတွေ့သွားကလာမြစင်ချက်ချင်းပြန်လိုက်ခဲ့။အတွင်ဆွဲခေါ်ရမှသူတို့စကားများကထိုးကြကြေးကြဖြစ်ကုန်တယ်။တတိယသူ့အဖေကိုခေါ်ပြောတယ်။ခမရတာကိုမြစင်နဲ့ဝဝေးနေခိုင်မှာကြောက်တဲ့မျိုးခမရတာနဲ့ဘယ်တော့မှမပေးစားနိုင်ဘူးသဘောမတူဘူး တို့ဝေရတို့အပြက်တည်းမင်းရလဲမတက်မရသွားမနာကိုကွာလူလူချင်းမဲ့အဖေရလူချင်းမတူဘူးကွာမင်းသူနဲ့ဝဝေးနေပါမနေရင်တော့ငါတို့ဒီရွာကခွေပြွက်ဝက်ပြေးပြေးကြရလိမ့်မယ်သွားပြန်ပြီသူ့ရဲ့ဒုတိယအိမ်မဲ့တတိယသူ့သမီးများစိန်ကိုမြို့ဟာဆန်ဆက်တတိမုတ်ဆိုးပေါ်နဲ့လက်ထက်ပေးစားလိုက်တယ်ညစိန်ကသူ့ကိုချစ်ပေမဲ့ဖအိတ်ဩဇာကိုမလွန်ဆန်တာမြို့ကိုပတ်သွားတယ်ရမသူသာရင်ခွဲပက်လက်နဲ့ကြံခဲ့တယ် အဲ့ဒီဝေဒနာကိုကိုစားဖို့သူထန်တော်တယ်ရောက်ခဲ့တယ်။သူ့ဘဝပန်းတိုင်းသူ့ဘဝအိမ်မဲတစ်ခုလုံးပင်ပျောက်ဆုံးသွားခဲ့ပြီ။ဒီတော့သူနေရထိုင်ရတဲ့ဘဝမှာအရသာမရှိတော့။ဒီနေ့ကစပြီ။မင်းနဲ့ကတွေးကြပြီးတော့လောကကြီးရဲ့ဒီတော့သူစိတ်နဲ့နာနေလောကကိုစင်ခေါ်ခဲ့တယ်။သူထန်းရင်မူရင်းစစက်တိမကန်ကြုံတဲ့လူနဲ့ရှမ်းဖြစ်တယ်။သူ့ပြောင်းလဲကိုမြင်ရသူတွေကအံ့ဩနေကြတယ်။ဘာကြမ်းနဲ့ကွာတကြမ်းနဲ့ရှိရဲ့။မိုက်တဲ့ကောင်ထွက်ခဲ့။ မင်းအတာကိုဒီတိုင်းထားရင်ပျက်စီးသွားလိမ့်မယ်။မိမပေးစားလိုက်ရင်တော့ချိန်ချိန်သွားလိမ့်မယ်။သူ့အဖေကအမေနဲ့တိုင်မင်းနဲ့နောက်တော်ရွာတဲ့ကပင်ရိုးရိုးကုန်းကုန်းနေတတ်တဲ့စင်ဦးနဲ့ပေးစားတယ်။စင်ဦးရုပ်ကရွက်ချမ်းရည်ကျို့သား။သူကလည်းမင်းင်းအဖေတို့ပေးစားလို့ယူရနော်။နောက်တော့မှကြုတ်အဆူမပြောနဲ့။သူအိမ်အောင်ကြလာတော့လက်လေးပြန်စင်ရတယ်။အဖေကလည်းအသက်ကြီးပြီဆိုတော့နားကျင်ပြီးစင်ဦးကတော့မယားဝတ်တရားနဲ့အညီပြုစုတယ်။ဒါမှမဟုတ်တလောကလုံးကိုစိတ်နှနာနေတယ်။ စေတင်ညာထားတဲ့ပါကျန်းကတော့စင်ဦးကိုလည်းအလွတ်မပေး။ငယ်လဲတေခံတယောက်ပဲ။စင်ဦးကိုမျက်နှာသားလည်းမပေး။အမားမြင့်ရှိရာနဲ့ထရိုက်တယ်ထကန်တယ်။စင်ဦးမှာမျက်ရည်နဲ့မျက်ခွေသူမိဘတွေကပြောတော့ကျွန်တော်ကြိုက်လို့ယူထားမှာမဟုတ်တာ။အမေတို့ပေးစားလို့ယူထားတာပဲ။မကြေနိုင်လည်းအင်္ကာဆင်းတော့ပါစေ။စင်ဦးကအင်္ကာမဆင်းနိုင်။ကလေးကတယောက်ကနေနှစ်ယောက်ဖြစ်လာခဲ့တယ်။တွေ့သူတွေကလင်းစိုးမရတဖားဖားလို့ပြောကြတယ်။စင်ဦးကတော့ ဝေရှိလို့ခံရပဲမှတ်ပါတယ်။တမီးကြီးမင်းနီတားငယ်ကကြက်တို့ကလေးပေမွေးပြီးတိတ်မကြခင်သူ့အဖေနဲ့အမေရှေးစင်နောက်စင်ဆုံးပါခဲ့တယ်။အခုတော့ဒီအိမ်မှာဗာကျန်းသာအရှင်သခင်ဖြစ်လာခဲ့တယ်။သူ့အဖေကမတည်ခင်သားကိုမှာသွားတယ်။လူတွေကိုမြေတားထားပါကွာ။မင်းဒီတိုင်းဆက်နေသွားရင်တနေ့အနေရဖြစ်လိမ့်မယ်။ဒါပေမဲ့သူကလုံးဝမပြေနိုင်တော့သူ့ဘဝမှာဖြစ်ချင်တာတွေကိုမဖြေခရရတဲ့အတွက်အတူချကလောကကြီးကိုကလေစားချင်နေခဲ့တယ်။ အင်းဒီနာချင်းတွေနဲ့မတက်တပတ်ချံကကြက်ကသူ့ချံနဲ့ဝင်ရက်လို့လေးကနဲ့ပြက်တက်တယ်။ချံစီရိုချိုကဝင်လာတဲ့သူတွေရဲ့ဝက်ကိုဓာတ်နဲ့ခုတ်တယ်။ရွာဖုံးကြီးကသူ့ဆိုးတဲ့တဲ့တဲ့င်းတွေကိုကြားရတာကြောင့်စုံမရအောင်မှာပဲမဲ့သူကမသွားတမင်ပင်ရှောင်ရှားနေရဲ့။သူငယ်စင်းကကြောင်းနေကြရတဲ့ဖုံးကြီးကိုတော့သူငယ်ကြောက်ဖြစ်တယ်။တရွာလုံးကလည်းကြောက်ကြတယ်ပြဿနာအဖြစ်မခံနိုင်။သူမကောင်းတာကရွာထဲရက်ထဲမှသာမဟုတ်မိသားစုထဲမှလည်းမကောင်း။ သားနဲ့သမီးကိုလည်းမျက်နှာตาမပေးထိတ်ကနေရှိအော်ဟေးငောင်းငဲနေတတ်တယ်။မထင်မထင်သလိုရိုက်နေတတ်တယ်။ခလေးဝေကဖေအေးကိုချစ်ရမယ်စာယွန်ကြောက်နေကြတယ်။စေယုကတခြားလူနဲ့မွေးထားမဟုတ်ဘူး။ရှင်နဲ့ရပြီးမွေးထားတာတွေပါ ကိုပါချင်ရဲ့။ကျမကိုရှင်ကြိုက်တယ်လို့နှိပ်စက်ပါ။ခလေးဝေကိုတော့ကျဉ်ကျဉ်နာဆက်ဆက်ပါ။နေရည်လရွယ်နဲ့တောင်းမယ်နေ။ဘသူ့ကိုမှကျဉ်ကျဉ်နာဆက်ဆက်မပေးနိုင်ဘူး။လောကကြီးရလေ။ငါ့ကိုကျဉ်ကျဉ်နာဆက်ဆက်ကြရမဟုတ်ဘူး။ မနေခြင်းနဲ့လူအင်းကဆင်းသွားကြဓာတ်ကသူ့လက်သုံးစကားသူ့စကားအတိုင်းမင်းအရွယ်ရောက်လာတာနဲ့သူ့သမီးမိနီကလင်းနောက်ကို လိုက်ပြေးရော်တယ်ဒေါ်စင်ဦးကမျက်ရည်ကျတယ်ဦးပါချန်ဟာငိုမနေနဲ့စင်ဦးတေရွာတော့မဟုတ်ဘူးတွားစမ်းပါစီသမင်းကျွေးရတာတတ်တာတကယ်တော့မိနီကလည်းလင်းနောက်လိုက်ချင်လို့မဟုတ်သူ့အဖေအရေးအောက်ကနေလွတ်မြောက်အောင်ရုံးထွက်သွားခြင်းဖြစ်တယ်မိနီကရွာမှာပဲမနေမျိုးတက်ကဈေးရောက်နေသူ့ယောက်ျားကကြပန်းအလုပ်လုပ်တယ် သူ့အဖေအိမ်မှာမျိုးရည်ဆက်လန်းနဲ့နေရတာထက်တော့အပုံကြီးစိတ်ချမ်းသာနေရဲ့သူ့အမေတစ်ခေါက်လာလေတယ်အမေတမီးတို့နဲ့လာနေလေမချောင်လေပေမဲ့အမေတယောက်ကိုတော့ကြွေးထားနိုင်ပါတယ်အမေရဲ့မဖြစ်ပါဘူးအေးညီတို့အဖေကိုဘသူကချက်ပြုတ်ကြေးမှလဲအမေလည်းဝက်ပင်တော့သူနှိမ့်ဆက်တာစိတ်မိတ်ခံနေရဲ့ဖူးစာပြောရမှာပေါ့အေးငါလည်းအေးထူနေပါပြီဒီတက်တက်တော့ပြတ်နိုင်မှာမထင်ပါဘူးအဖေတံမခံနိုင်ရင်အမေအချင်းမျိုးလာခဲ့နော် င်တို့လည်းရွာလာလေအောင်စိတ်နာပါတယ်အမေယာတကယ်ပင်ရှင်တွေကမကြည့်ရင်လေမိနီကပြောခဲ့တယ်။တကယ်တော့ကြွနေကကြောင်ကောင်ကမတက်ချင်တာကလွဲပြီးတော့ရှာတယ်။တကြခလေးတွေတို့ထိုင်ရင်မတော့ကြက်မတိုင်းဒုတိယအင်ကထွက်သွားသူကတော့ကြွနေဖြစ်တယ်။တရဲ့နွားစာကြီးနောက်ကျရမလားလို့ကြွနေကိုဥပါကျဲနွားရိုက်တဲ့ချိန်နဲ့ရိုက်တယ်။ကြွနေအဲ့ဒီနေတဲ့ကရွာကထွက်ပြေးသွားတယ်။၃နှစ်လောက်ပေါ်မလား။မိနီတို့စီလမ်းစုံစမ်းတော့လေ ကျန်းနေရောက်မလာဘူးလို့ဆိုတဲ့ဒေါ်စင်ယူကစိတ်ပူနေပေမဲ့ဥပကျန်းကတော့ခက်အေးပြီယောက်ျားလေးပဲထောင်အပြင်တမ်းမရှိဘူးတောင်တကြပြကြကြပေါ့သူ့ဝတ်ဒီအတိုင်းမို့ဒေါ်စင်ဦးဘာမှပြန်လည်ပြောဆိုမနေတော့အင်ကားထွက်ပြေးသွားပြီတုံးနေလောက်ကြမှာကျန်းနေပြန်အောင်လာတယ်ကျန်းနေကစိတ်ဝေစစ်စားနေဖြစ်တယ်ကျွန်တော်စစ်တဲဝင်လိုက်တဲ့အမေအခုမှခွင့်ရလို့ခဏပြန်လာတာတော်သေးရောက်ပေါ်သားရဲ့အမေကစိတ်ပူနေရ ။ဥပကျန်းကတော့တာဖြစ်သူကိုဘာမှပြောမနေရော။အေးမင်းကြိုက်တဲ့အလံကိုမင်းရွေးခဲ့ပြီပဲ။မင်းစုံကန်းတိုင်အောင်သာတတ္တိရှိနဲ့ရှောက်ပြီးတော့မင်းကငါ့ထက်ကံကောင်းနေ။သူ့စကားကိုကြက်နေကံကောင်းနားလည်ရင်မတူ။သူ့အဖေစကားကိုရှည်ရှည်ဝေဝေပြောနေရာဒီတခါပဲကြွနေကြဘူးလေ။ငါမရှိရင်မင်းတို့မောင်နှမချစ်ချစ်ခင်ခင်နေကြနော်။မင်းမိကိုလည်းကယူဆိုင်ကြ။အဖေကဘယ်သွားမလို့လဲ။ဘယ်သွားရမှာလဲဟတ်ကောင်ရ။ငါဘွားကဒီမှာမွေးပြီးဒီမှာပဲကောင်းချရတော့မယ်။ ငါတည်သွားရင်မင်းအမေကိုဂရုစက်ဖို့ပြောတာကိုပါကျန်းကလည်းမင်္ဂလာမရှိပါမရှိပတ်ဝန်းကျင်နဲ့တက်ရောက်နေပါအဖေရဟမ်ငါဘာဖြစ်နေလို့လဲကျွန်တော်တို့သားသမီးတွေကတော့အဝေးရောက်နေကြတော့အဖေကိုပဝင်းကျင်ရပဲဆောက်ရှောက်ရမှာတော်ရုံတော်ရုံကိစ္စဆိုသေးခံလိုက်ပေါ့အမေပြန်ရောက်ဆောက်မလို့ငါနေနားထောင်နေရမင်းရမိသားမိရေကင်းပြနေပြန်ပြီငါထခံလိုက်ရဒီလိုနဲ့ကြက်နေပြန်သွားတယ်သူ့မိမျက်ရည်တွေတဆန်းဆန်းဝမ်းနဲ့မနေနဲ့သားသမီးဆိုတာငှက်လေးဝေတို့ပဲ အတောင်လဲဆိုရင်မိဘရင်ကိုစုံကန်သွားကြတာပဲကလေးရဲ့ပေါ်ရှင်ချင်းချင်းတတန်ဆက်ဆံကြလို့သူတို့အတောင်လဲမစုံခင်အင်္ဂါထွက်သွားကြတာဟာဒီမိမကကြံဖန်အပြစ်တင်နေပြန်ပြီသွားမနေချင်းနင်ပါလိုက်သွားရှုပ်တယ်ဒေါ်စိန်ဦးခေါင်းငုံကသာငုံနေရဲ့တကယ်တော့သူကမိဘပေးစားတာယူခဲ့ရပါမယ်ရိုးရထုံးစံတိုင်းဒါကိုတခင်လင်ကိုဖျားသဘောထားခဲ့တဲ့မိမဒီဘဝမှာတော့ဘာပဲဖြစ်ဖြစ်ဒီအိမ်လေးမှာသာဖက်တွင်နေရော့မယ်လို့ ဆုံးဖြတ်ထားခဲ့ရမဟုတ်လားဒါပေမဲ့တနေ့မှာအမှန်တကယ်ဖြစ်ပေါ်လာ誒အဲ့နေ့ကတော်စင်ဦးထုံးစံတိုင်းဥပါကျန်လက်ထုံးနေရာကိုထမင်းသွားဖို့ခဲ့နောက်ကြလိုက်တာကွာငါပိုက်စာလို့စောင့်နေရဥပါကျန်နှင်းတန်ကိုပြစ်ချကမြေပေါ်ထိုင်ရင်းငေါလိုက်သည်ရဲ့ဆိုင်ကိုစားမယ်ဖွင့်လိုက်တဲ့အခါဆိုင်ထဲကထမင်းကဲမှာပဝဲစိတ်တွေတက်နေရတွေ့ရတယ်ထမင်းရမနဲ့တဲ့ကချက်ထားထမင်းဒေါ်စင်ဦးကမျက်စိမှုန်နေရော့ ပိုးဝဲစိတ်တွေကိုမမြင်တာကြောင့်မဖင်နိုင်ခင်တိတော့ဒေါ်စိန်ကိုထားခံတော့တယ်ပြီးတော့ရိုက်မယ်ပုံမယ်လောက်တာကြောင့်ထမင်းတောင်ထားကထွက်ပြေးလာခဲ့ရတယ်ကောင်မအိမ်ပြန်လာမှနေ့ကိုတက်ပြစ်မယ်တကယ်တော့စိတ်ထဲကပါတာမဟုတ်ပါဇက်ကတင်းလိုက်ချင်းဖြစ်တယ်ဒါပေမဲ့အဲ့ဒီစကားကိုဒေါ်စိန်ကအဟုတ်မှန်တူတယ်သူအိမ်ပြန်မလာခင်အိမ်ကထွက်ပြေးနေရော့တယ်ဒေါ်စိန်ကရောက်လာတွေ့တော့မိနေကပြောတယ်အမေကိုတတိယနေနဲ့အတော်ပဲပျော်သလောက်နေတော့အမေ တမဲအောင်လာကလည်းတွေ့ရတဲ့သားဖြစ်တော့အားနာကြမလို့ပြောနေရသေးလားကြီးတော်ရဲ့ဒါပေမဲ့တပတ်ခံကြတဲ့ကအနေ25နှစ်တော့အတူနေခဲ့ရတဲ့ဥပါကျန်ကိုတတိရလာတယ်အမေပြန်ကျင်နေပြီလားအိမ်တော်မှုဖျားတယ်စေးမီစုထိုးတယ်ပြန်လို့မရနိုင်တဲ့ကိစ္စတွေပဲစိုးတူကောင်းပဲတို့တွေနေတာခဲကြတာကြပြီအခုဆိုသူတယောက်ထဲလေသားနဲ့သမီးရမရှိရဲ့ပြင်ဇနီးရပါစွန့်သွားတော့သူတော်အားငယ်ခြင်းနေမှာ ခဏတော့ပြစ်ထားလိုက်စမ်းပါအမေရဲ့ဒါမှအဖေလဲနောင်တနေနေရမှာ သမီးလဲမိဖွားဖို့နှစ်လသုံးလတော့လိုတော့တယ်မိဖွားပြီးမှပြန်တော့အမေအဲ့တော့မှသမီးတို့ပါရောက်လိုက်ခင်မယ်လေအဖေကိုသူ့မြေတွေနဲ့ပြရင်ပေါ့ဒေါ်စဲဦးကောင်းနေလိုက်ရတယ်ပြန်တွေ့ကြည့်တော့သူ့သားသမီးတွေမှာအပြေးဆိုပြီးကြီးကြီးမားမားမရှိလားသူ့တိုင်အောင်သူတို့မှာမိမိရဲ့မျက်နှာသာပေးမှုကိုလည်းမခံခဲ့ရအစိုးဆုံးကတော့စင်ဦးသူနဲ့ရှာတဲ့ကသူ့ဆိုးမျိုးပေါင်းစုံကိုလှည့်စင်းခံလာရသူ မြို့မှာနေရတာစိတ်အချမ်းသာမှရှိပါမလားတကိုယ်ရေးနေရတဲ့အခါဥပါကျန်တွေးတောစရာအချင်းတွေပိုရလာတယ်။အရင်တယောက်တည်းထိုင်ကတွေးတောနေမိရဲ့သူသူ့ဘဝတခြားလုံးစေဦးနဲ့သူသားသမီးတွေအပေါ်ဆက်ဆံခဲ့ပုံမှာတရားမျှတမှုရှိပါသလားကလားမနိုင်ရခိုင်မဲတဲ့သဘောမဟုတ်ပေဘူးလားသူပလက်လန်တွေးနေစဉ်အိမ်ခေါင်တိုင်းကြားထဲမှာကောက်ရိုးစားတွေကြလာတယ်။စာလီအတိုက်တစ်ခုကိုတွေးလိုက်ရတယ်။ဒေါသထောင်ကနေထလာပြန်နေ။ အတိုက်ကိုဖြည့်စည်ပြစ်မယ်တို့သူနယံကတွက်တက်လာခဲ့တယ်။အတိုင်နာကိုရောက်တဲ့အခါအထီးမှဖြစ်ရတဲ့စာလေးနဲ့ကကြောက်အားလန်ဟန်နေပြန်သွားကြတယ်။သူကစာတိုက်ကိုဆွဲယူလွှန့်ပစ်မယ်လို့လှမ်းလန်းလိုက်တဲ့အခါအထဲမှာတကြည်ကြည်မိတံကိုကြားလိုက်ရတယ်။အတိုက်ထဲမှာအတောင်ပေါက်စာစာလေးနဲ့ကသူတို့ကထမပြေးနိုင်ကြတာကြောင့်တကြည်ကြည်မိကသူ့ကိုအတနာခံနေရရှိရင်စာလေးနဲ့ကောင်ကိုကြည့်ရင်လေသူဆေးလျှော့လိုက်တယ်။သူကလေးနှစ်ယောက်ကိုမြင်အောင်လာတယ်။ ပထမဆုံးပေါ်ပေါက်လာတဲ့သူ့ရင်ထဲကကျင်နာစိတ်စာတိုက်ကိုသူမဖြတ်တော့သူ့အိမ်ရောင်မဖြတ်စည်းကောင်းဆိုတဲ့အကျိုးပေးတတ်တဲ့အတိုက်ထဲကစာလေးနှစ်ကောင်ကိုသူကသူ့သားနဲ့သမီးနဲ့မယ်ပေးလိုက်တယ်။ကဲမိနီနဲ့ကြက်နေရင်တို့ကောင်းကောင်းနေကြပြီရော့တတဝါရီမှာတီးတက်တဲ့စိတ်ရှိရဲ့သူကရမပြုတ်ဘူးလို့သိရတဲ့အခါစာလေးနဲ့ကောင်ကဟေးရဲရင်နဲ့ပြန်လာနေရဲ့သူ့ပဲကြွေးတဲ့ဆန်စစ်ဘီကိုလာကောက်စားကြတယ်။ဒါကိုကြည့်ပြီးတော့သူ့ရင်ထဲမှာ အရင်ကမရခဲ့ဘူးတဲ့ဂျေနူးမှုကိုရရှိနေရဲ့သူကနေစဉ်ပုံမှန်ပင် မနေ့တကညတက သူ့အိမ်ရာပြီးစမ်းမြင်ပေါ်မှာစံစည်လေးတွေပြန်ကျဲသေးရဲ့စာလေးတွေကရှင်ပါလာက တဖြည်းဖြည်းသူ့နာကိုတိုးစားလာတယ်ဒီစာလေးတွေအဖော်ရှင်ရော သူမပြင်းတော့တခါတည်းရန်သူမကြည့်မီစမ်းမြင်ပေါ်ဆင်းလာကတကြည်ကြည်អော်ပြီးတော့အစာတောင်းတတ်တယ်မင်းတို့ကလူပါဝါတယ်ငါသာသမီးတွေကိုတော့ငါဒီလောက်ကယူမဆိုင်ခဲ့ဘူးသူကစိတ်တူခြင်းအောင်ဆောင်ကပြုံးဖြည်းဖြည်းပြောတယ် သူ့စကားကိုစာလေးတွေကနားလည်ပါစ။နောင်များမကြမီအတိုက်ထဲကအကောင်ငယ်လေးနှစ်ကောင်ကပါအတောင်လက်ဆောင်ကပြန်တန်းလာနိုင်တယ်။ဒီတော့သူ့ဘေးကိုစာလေးလေးကောင်ရောက်ရှိလာတယ်။သူ့လဲပျော်နေရဲ့။မင်းတို့ဟာငါမိသားစုတွေပါပဲကွယ်။သူ့အမှုအကျင့်တွေပြောင်းလဲလာတာကိုသူ့ဘာသာပင်ဂရုမပြုမိ။သူ့နွားညိုကြီးကိုအရင်ကလိုမရိုက်နဲ့တော့ချောမော့ခိုင်းတက်လာ诶။ကဲဖေသားကြီးဒီတစ်ခေါက်တော့ရုံးလိုက်ပါအောင်ကွာ။သူ့ခွေးအောင်နဲ့ကိုလည်းမရိုက်တော့ အောင်ထဲကပိုသေးပိုသက်လှုပ်တာကိုကျဉ်းညံ့နေရဲ့ငါသားကြီးစနေပြီထင်တယ်အဖေကျွေးမှာပေါ့ကွာလာလာသူလာလာမြင်တော့ကလေးတွေထွက်ပြေးကြရင်လေဟဲ့ကလေးတွေမပြေးကြပါနဲ့ကစားကစားဆက်ကစားကြဦးကြီးကိုမကြောက်ကြနဲ့ဦးကြီးဘာမှမလုပ်ပါဘူးကလေးတွေအတွက်တော့အသေးစံဖြစ်နေရဲ့ကြားရသူတွေကလည်းအံ့ဩဟန်ပြကြတယ်ချန်ရှိကဖြတ်သွားတဲ့ကလေးတွေကိုလှမ်းခေါ်တယ်ဟေးကလေးတွေလာကြကနေဆူသေးတွေမှတ်နေရဲ့လာစားကြငါခုပေးမယ် ကလေးတွေက သူ့ကိုအရင်လိုမကြောက်တော့သူပြန်လာရင်လမ်းပေါ်မှာစော်ကစားနေတဲ့ကလေးတွေကအော်ရင်နှုတ်ဆဲကြတယ်။ဘာတိကျန်ပြန်လာပြီလား။အေးအေးကောင်းကောင်းဆော့ကြနော်။သူတွေးမိတယ်မိနီတောင်ဝေးမယ်ဆိုရင် သူလည်းမင်းလေးတောက်ချလောက်ပြီဆိုပြီးတော့မြို့မှာမိနီကတာလီတောင်ဝေးတယ်။ဒေါ်ဆယ်ဦးကကြေးကဟာသူ့အဖိုးနဲ့တူတယ်ဟိတထရရဲပဲ။တကယ်တူရလားအမေရဲ့။အေးပေါ့ဟောဒီမေယူကတာမျက်လုံးမေးတာနဖူးမောက်တာတွေက ကိုပါကျန်းနဲ့တပုံစံနဲ့ပဲอืมကိုပါကျန်းကသူ့မြေလေးကိုမြင်ဝမ်းသာမှာရွာပြန်ကြမယ်လေနေပေါင်းအမေရဲ့ခလျာတိတ်ငယ်တည်ရဲ့ခရီးဝေးသွားလို့မကောင်းလေတလားနှလားရှိမှသွားကြတာပေါ့မင်းညီအချင်းဆွဲထားတာကြောင့်ဒေါ်စင်ဦးရွာကိုပြန်စင်ပေမဲ့မပြန်နိုင်သေးပဲဖြစ်နေရဲ့သူကဥပါကျန်းကိုတတိယလာပြီဘေးအိမ်ကတော့ကလေးမကဥပါကျန်းကိုကြည့်ကစေဦးကလည်းကုစိန်တီပြမလာသေးဘူးမြို့ဟာမင်းညီတို့လိမ့်စာရှင်းသိရမလား ွားလိုက်ခေါ်ပါလားတတိမရအောင်လားအနစ်အစိတ်တော့ပေါင်းလာတယ်မရပဲဗျာတတိတော့ရတာပေါ့ဒါပေမဲ့သူပြောတဲ့လောက်နေမယ်လို့ပြောသွားတယ်ဆိုဒီတော့ပြောတဲ့လောက်နေပါစေသူဟိုမှာမပြောတော့ရင်ရပြန်လာမှာပါစင်းဟုတ်ကြောင်ကျွန်တော်သိပါတယ်သူကျွန်တော်ပေါ်တန်ရုံးစင်ရှိရယ်ကျွန်တော်ကလည်းသူ့ပေါ်မကောင်းခင်မဟုတ်လားမင်းညိုမအားလို့ပြန်မလာနိုင်တယ်လားမသိဘူးနော်မင်းလိုက်ခေါ်တာပေါ်ကောင်းပြန်ထင်နေလေအလုပ်လေးတွေကလည်းမပြတ်သေးဘူးလေမုံမကြခင်လောက်ရမယ့်ကိစ္စတွေရှိနေတယ် ကျွန်တော်မှလည်းလူခွဲမရှိတော့ဟုတ်တယ်သူပဲလဲတဲ့စင်းသူပဲချက်ပြုတ် သူ့စီမှာအချိန်မဲအစာလာတောင်းတက်တဲ့စာလေးလေးကောင်တောင်မရှိဘူးဆိုရင်သူ့ဘဝဟာအထီးကျန်ဆန်းလွန်းမှုကြောင့်ရိုးတော်သွားမယ်ထင်တယ်ဒီစာလေးလေးကောင်ကအခုချိန်မှာတော့သူ့ဘဝကိုစူပီအောင်စောင့်ခြင်းထားခဲ့လေရဲ့အော်စိန်ဥတကယ်ပဲငါ့ဘောစိတ်နာသွားလိပြီလားမင်းနဲ့နောက်ဆုံးတစ်ချိန်တော့တွေ့ကျင်ပါသေးရဲ့ငါမင်းဘောမကောင်းခဲ့တာတွေကိုတောင်းမှန်ဖို့ပါ တယောက်တည်းရှိရဲ့ကဥပါကျန်နှုတ်ကထုတ်ကရေရောမိရဲ့စိတ်ဥမရှိရဲ့ကဘလောက်ကတိကောင်းနိုင်တာကို သူကရင်သဘောပေါက်လာတယ်။သူ့သားနဲ့သမီးဇနီးတွေကိုလွမ်းနေခိုင်းတရက်မှရုတ်တရက်မိုးကြလာတယ်။လေဝေမိုးတွေတီးထန်တော့အိမ်အမိုးတွေလန့်နေအဲ့ဒီအပေါက်မှာမိုးရေတွေတွန်းကြလာတယ်။သူ့စားလေးတိုက်ကိုတတိရတယ်။နရံကတွက်ဖက်တက်လာကြည့်ရဲ့။ဟုတ်တယ်စားလေးတွေမှာမိုးရေတွေရွှဲနေရဲ့။သူ့အိမ်ခေါင်ပေါ်တက်ကဓနီးပေါက်တွေကိုဖားတယ်။ ။တကူလုံးသူလဲရွှဲနေနေရဲ့။အိမ်ဘေးပံဝန်းကျင်ကလူတွေကမြင်ကြတယ်။ဒီလူမိုးရီနေဝေးတယ်။ခမိုးပေါ်တက်နေရဲ့ပြုတ်ကြတော့မှာပဲ။ဟုတ်ပါရဲ့မိုးတိမ်မှလွတ်တာမဟုတ်ဘူး။ကိုပါကျန်ပြန်ဆင်းခဲ့ပါ။ခေါ်ပေးမယ်သူကမမို့။ပြီးမှပြန်ဆင်းလာတယ်။သူတကူလုံးဆိုရွှဲကခိုက်ခိုက်တောင်းနေရဲ့မိုးရဲလေထဲမှာသူတတော်ကြာခဲ့ပြီကိုအင်ဂျီအဝယ်စားရည်လေသူ့အိမ်မှာလည်းနေရအတော်များများရွှဲဆူကြံခဲ့တယ်။မော်ကြီးလိုက်တဲ့ခေါင်းတိုင်နာက ာလေးတိုင်လေးကတော့မိုးတန်လေးတန်းကလုံကြုံနေရဲ့အဲ့ဒါကိုပဲသူကျင်းနေမိရဲ့မိမွေးရဲ့ထမင်းတွေဟင်းတွေချက်နေနိုင်တော့စံပြုတ်လေးသာပြုတ်တော့လိုက်တယ်။ချမ်းနာတုံနာကစံပြုတ်ပူလေးတောက်လိုက်ရတဲ့အခါအတန်ငယ်တက်တာတို့ရွှေ့သွားတယ်။ထေတို့နဲ့သူအိတ်ရတဲလဲနေလိုက်တယ်။ပင်ပန်းမှုတန်ကြောင်လာမသိသူမိကနေအိတ်ပြော်ပြီးတော့တွားလျော်တယ်။သူနောက်တနေ့အိတ်ရကနိုးရဲ့ခါကိုရီချစ်ချစ်တာပူနေရဲ့လူကလည်းနှုံးချင်နေရဲ့ကိုရီလက်တွေကကြိုက်ခဲနာကျင်နေရဲ့ပြီးတော့ ချောင်းတဟိုဟိုဆိုသည်ဟိတိလိုက်ပြီးသူဖျားနေပြီလေကိုပါကျန်ကိုအိမ်နီးနာချင်းတွေမတွေးကြတာ၃လရက်ရှိပြီအရင်ကဆိုလက်ရဲမစင်းတော့အိမ်ရှိချင်းထဲမှာတကုတ်ကုတ်နဲ့အလုတ်လုံနေတဲ့ကိုပါကျန်ကိုတွေးကြရတယ်အခုတော့အရေးရောင်များမမြင်ရတာထူးဆန်းတယ်လို့ဖြစ်နေရဲ့ဆက်စုတက်တဲ့ဒေါက်ကလေးမကမရက်တရက်အိမ်ထဲကို ဝင်ကြည့်ရဲ့ဒီတော့မှအိရာထဲမှာလဲနေရဲ့ကိုပါကျန်ကိုတွေ့ရလေကိုပါကျန်ရှင်ဘာဖြစ်နေရလဲကျကျွန်တော်နေမကောင်းဘူး ဒေသမြတ်သာပြောဆိုနိုင်တယ်။ဒေါကလေးမှာဘေးအိမ်ကြီးအကူအညီတောင်းရတယ်။တုံးလေးရောက်ရောက်လာတယ်။ခက်တာပဲဒီလူကကိုမက်လူလည်းမရှိ လူခွဲလည်းမရှိမိမတွေသားသမီးတွေကလည်းပြက်ထားရတယ်။သူမကောင်းတာလည်းထည့်ပြောင်းလေ။ကဲပါအပြစ်တင်နေကြနဲ့။တယောက်ယောက်ဆရာသွားခေါ်။ဂျန်တဲ့လူကအိမ်ကိုသိမ်းဆဲသူကသိမ်းဆဲစံပြုတ်ပြုတ်သူကပြုတ်။ဘာမှလည်းစားရဟန်မတွေ့ဘူးအားလည်းပြက်နေရဲ့မကြခင်ဆေးစရာရောက်လာတယ်အပြင်းဖြားတာပဲငန်းဝင်နေပြီ ောက်ဈေးတွေပေးသွားတယ်။အချင်းနေဘယ်လိုလဲဆရာ။ကျောင်းမင်းနဲ့အတိုင်းပြောရရင်တော့မကောင်းဘူး။သူ့ကိုစံပြိုးတက်ပြီးမှမတောင်းနိုင်။ကျောင်းမရှိရင်မိနေတို့တက်နေတို့တော့တေကုံကြတော့မှသူတို့ကိုဘသူကအစာကျွေးမှလဲ။သူ့ဟာစာလေးနှကောင်ကိုရေရေပြောပေမယ်။တခြားလူတွေကကြောင်ကတန်းတွေပြောနေရတယ်လို့ထင်ကဒီတိုင်းထားလို့မဖြစ်ဘူး။မျိုးကစေဦးတို့တာမီကိုလိုက်ခေါ်မှဖြစ်တော့မယ်။အားလုံးကဒီတိုင်းပဲစုံဖြတ်လိုက်ကြတယ်။ဘသူ့လွတ်မလဲ။ရွာထဲကအောင်ပန်းတို့ မိမိတို့အိမ်ကိုသိရတဲ့တလောအမျိုးရောက်တော့သူတော်တရက်ဝင်ခဲ့တည်းရပြောတယ်။ရန်စိကတော့ကျုပ်တို့ပဲစူပေးလိုက်ကြပေါ့။သူမကောင်းခဲ့တဲ့လူတွေကသူ့ဘော်ကောင်းနေရဥပါကျန်ကြားနေရတယ်။မြို့ကအိမ်မှာတော့မိနီတို့အိမ်ကိုကြက်နေနေရောက်နေရယ်။သူ့အမေကိုတွေးရအောင်မိနီစာရေးလိုက်တာကြောင့်ခွင်းနဲ့ရောက်လာခြင်းဖြစ်တယ်။ငါရွာပြန်ခြင်းပြီးလိုက်ဖို့ကြက်နေ။ဒေါ်စင်ဦးကပြောတယ်။အမေဒီလောက်ပြန်ခြင်းနေရကျွန်တော်လိုက်ဖို့မယ်။ခွင်းနေတဲ့ကြံသေးရပဲမနေ့ပြန်သွားကြမယ်မဟုတ်လား။ ဒါပေမဲ့သူတို့မသွားခင်ညနေမှပဲကိုအောင်ပဲရောက်လာတယ်။အရင်ကလည်းလာတယ်ပို့တော့အလေရောက်လာတာလို့ပထမထင်တယ်။အရင်လေးစင်ဝေးရမမြန်ပြန်မဖြစ်မဲဟဲ့ဘာဖြစ်တာလဲ။အထိတ်တာမလန့်တာကိုပါကျန်။ဟုတ်တယ်။ဦးကြီးပါကျန်တော်တော်နေမကောင်းတော့မိုးရွာစားကအိမ်မိုးတက်ဖိုင်နေ။မိုးမိဖြာတာအချိန်နေမကောင်းခရံကဒန်းတွေလေးပြောနေတာအခုရွာလိုက်ခေါ်ခံလိုက်ခေါ်ရတာအမလီကိုပါချမ်းရဲ့ဒေါ်စင်ဦးကဟစ်ကငိုတယ် မိနေလေမျက်ရည်လေးတဆန်းဆန်းသူ့မိပြန့်ကျင်နေဆိုတော့ကလိုက်ပို့လိုက်ရင်သူ့ဘီဒီတို့ဖြစ်ချင်မှာဖြစ်မှာကျွန်းနေကငိုမနေပါနဲ့အမေရဟိုကတည်သေးအောင်မဟုတ်တာ ဟုတ်ပါတယ်အရှိလီရဲ့ဆေးဆရာနဲ့လည်းဆေးကုနေပါတယ်ရွာလေးဝီလည်းဂယုဆက်နေကြပါတယ်ပြန်မယ်ပြန်မယ်ရွာဒီနေ့ပဲပြန်မယ်ဒီနေ့တော့ပြန်လို့မရတော့ဘူးလေအမေရဲ့မှောင်လဲမှောင်နေပြီဘာကားမှလည်းမထွက်တော့ဘူးမနေ့ပြန်မနေ့အစောဆုံးထွက်တဲ့ကားနဲ့လိုက်ကြတာပေါ့ကျမတို့လင်မယားလေးလိုက်မယ် ုတ်ပါတယ်အမေရဲ့တညနေတော့ဘုံကမထူးတော့ပါဘူးကြက်နေကလည်းနှစ်သိမ့်တယ်ပြန်ကျင်းတော့ကာပဲစီလုံးကပြန်ရမယ်ဒေါ်စင်ဦးတညလုံးမအိနိုင်သူ့စိတ်တွေကရွာပြန်ရောက်နေရဲ့မိုးလင်းတော့သူအပင်အစောဆုံးထကသွားဖို့စော်ော်တယ်လက်မှလည်းပုံမှန်မောင်းနေကြတိုင်းမောင်းနေရဲ့ကားကိုနှင်းနှုံတယ်လို့ထင်နေမိရဲ့ရွာရောက်တော့အိမ်ကိုတန်ပြေခင်သူတို့ခြံဝန်းထဲမှာလူတွေရုံစုရုံစုတွေ့ရတယ်ဒေါ်ကလေးမှသူ့ကိုတွေ့တော့ငိုတန်ပါကြီးနဲ့អော်ပြောတယ်စင်ဦးရေ ဒီမနေ့ပဲကိုပါကျန်ဆုံးရှာပြီဒီစကားကြတော့ဒေါ်စင်ဦးကမချော်တင်းနိုင်ပဲအော်ဟင်းကိုတော့အေးအိမ်ပေါ်မှာဥပါကျန်အလောင်းကိုပြင်ဆင်ထားတယ်ဇနီးနဲ့သားသမီးတွေကဝိုင်းခွဲကငိုနေကြတယ်အခုတော့ရက်အော်ရော့အော်ဆိုတဲ့ကိုပါကျန်ကဆုံးပါရှာလိမ့်ပြီပက်လက်ဖြစ်နေရဲ့ကိုပါကျန်ရဲ့ရှင်ဘတ်ပေါ်မှာစာလေးလေးကောင်နာက တကြည်တီအော်နေကြတာကိုတချို့ကနားမလည်နိုင်သလိုငြေးကျနေလိမ့်ရဲ့ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တယ် ဆိုင်ရဲသူမိုင်းမိုင်းပြေးရေးသားထားတယ်။ရက်အော့ရွာအော့ဆိုတဲ့ဆန္ဒလေးကတော့ဒီမှာတင်ပေးပါပြီ။ဇလန်ကောင်းများစွာကိုနားဆင်ခြင်းနဲ့ဆိုရင်တော့ channel လေးကို like and subscribe နှိပ်ပြီးတော့ဗီနာကားနိုတီခေါင်းလောင်းလေးကိုနှိပ်သွားပေးဖို့တောင်းဆိုပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။